နိုင်ငံတကာလက်နက်ကျွမ်းကျင်သူတွေကြားမှာ FGC9 3D printer ထုတ်တဲ့နက်အကြောင်းပြောကြရင်မြန်မာနေဦးဒေါ်လာရေးနဲ့ချိတ်ဆက်ပြောကြပါတယ်။ American နဲ့ဥရောပမှာရာဇဝတ်မှုတွေနဲ့ဆက်ဆက်ပြီးတဦးချင်းသုံးကြပြီမဲ့မြန်မာမှာတော့စစ်တပ်တစ်ခုကိုအန်တူပြီးတက်ဖွဲ့လိုက်ထုတ်လို့အသုံးပြုနေလို့ဖြစ်ပါတယ်။တစီတဲ့နက်ကိုပြောက်တဲ့နက် Goose Guns ဆိုပြီးတင်စားခေါ်ဝေါ်ကြတဲ့ဒီ 3D printer ထုတ်တဲ့နက်တွေအကြောင်း ကမ္ဘာမှာကြေကြေပြတ်ပြတ်ပိုပြောလာကြပြီမြန်မာပြည်တွင်းစစ်မှာတော့ဒီလက်နက်တွေရဲ့အခန့်ကဏ္ဍကတစ်စီချိုးတောင်ပြောင်းနေပါပြီ2020ကမှထုတ်တဲ့ FGC9 ကို2022ခုနှစ်ကလေးကမြန်မာပြည်တွင်းစစ်မှာတုံးနေလို့ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးသဘာဝဘေးအန္တရာယ်နဲ့စစ်ခွေးအန္တရာယ်မှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့ 3D ပရင်တာထုတ်တဲ့နဲ့ပြောစမှတ်ဖြစ်တဲ့မြန်မာပြည်တွင်းစစ်ဆိုတဲ့ BBC မှာစောင်းပါတစ်ပုဒ်ဖြစ်ပါတယ် န်မာနဲ့ 3D ပရင်တာထုတ် FGC9 ပထမဆုံး 3D ပရင်တာတနက်ကို2013ခုနှစ်တုန်းက American Texas ပြည်နယ်ကအသက်25နှစ်အရွယ် Cody Winston ဆိုတဲ့သူကစတင်ထုတ်လုပ်ခဲ့ပြီး The Liberator လို့သိကြပါတယ်။ဒါပေမဲ့ German Cat လူမျိုးတနက်ဒီဇိုင်နာ Yakob က FGC9 ကိုထုတ်လုပ်တဲ့အချိန်မှာတော့တနက်တလက်ကိုစက်ရုံထုတ်အစိပ်ပိုင်းနေဘာတစ်ခုမှမလိုအပ်ဖက်အိမ်ဆောက်ပစ္စည်းတွေနဲ့တင်ထုတ်လုပ်သွားလို့ရပါတယ်။ FGC9 ဆိုတာ F ကဆဲဆိုတဲ့စကလုံး FUCK ရဲ့အတူကောက် G ကတော့တနက် gun ဖြစ်ပြီး C ကတော့ control ဖြစ်ပါတယ်9ကတော့အသုံးပြတဲ့9မမ G ကိုရည်ညွှန်းတာပါတနက်ထိန်းချုပ်မှုကိုစကျင်တဲ့အတွေ့အမြင်ကိုအရှိခံတဲ့ဒီနီးပညာဟာလက်နက်ဝယ်ယူဖို့ခက်ခဲတဲ့မြန်မာတော်လှန်ရေးတပ်တွေအတွက်အရေးပါခဲ့ပါတယ်အ धिक ဒီလက်နက်ကိုကင်ကြတာကလက်နက်ရဖို့ခက်ခဲတဲ့ဇဂိုင်းလိုမျိုးအညာဒေသတွေမှာဖြစ်ပါတယ်လို့ဆက်လက်နက်တွေအကြောင်း Tactical Raptor ဆိုတဲ့နာမည်နဲ့လေလာရေးသားနေသူကပြောပါတယ် စကိုင်းကတော်လန်ရေးတပ်ဖွဲ့ဦးဆောင်သူတချို့နဲ့ BBC ကစကားပြောကြည့်ရပါလဲ2022ခုနှစ်ဝင်းကျင်မှာ 3D ပရင်တာထုတ်တဲ့နယ်တွေကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်အထူးသဖြင့် FGC9 အမျိုးအစားကိုထုတ်လုပ်အသုံးပြုခဲ့ကြတာပါသူ့ကိုကင်ခဲ့ချိန်တုန်းကသူကဆရာတဆူပဲ2022နဲ့2023ကာလမှာဒေသခံကာကွယ်ရေးတပ်တွေမှာကလက်လုံတဲ့နယ်ပဲရှိခဲ့ကြတာကိုလို့စကိုင်းတိုင်းမြင်းမှုမြို့နယ်အခြေစိုက်ဒေသကာကွယ်ရေးတပ်ဦးဆောင်သူတဦးကပြောပါတယ် တတိထုတ် FGC9 တနက်ကိုတုံးပြီးစစ်ကောင်စီတပ်စခန်းတချို့ကို တိုက်ခိုက်ခဲ့ကြတာကြောင့်နိုင်ငံတကာလက်နက်ကျွမ်းကျင်သူတွေကြားမှာဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။စနစ်တကျလေးချင်တင်ကြားထားတဲ့စစ်တပ်တခုကို 3D ပရင်တာထုတ်တနက်တွေနဲ့တိုက်ခိုက်ခဲ့ကြတာဟာကမ္ဘာမှာမရှိသလောက်ရှားပြီးအများစုကမြို့ပြရာဇဝတ်မှုတွေကျူးလွန်ရပါသားတွေ့ရှိခဲ့ရတာကြောင့်ပါ။မြန်မာပြည်ရင်ယူကရိန်းကရုရှားနဲ့စစ်ပွဲမှာ 3D နည်းပညာသုံးပြီးစစ်လက်နက်တွေထုတ်လုပ်တာကကြော်ကြပါတယ်။ မြန်မာမှာအသုံးပြုမှုကိုပြန်ကြည့်မယ်ဆိုရင်တော့နိုင်ငံတောင်ပိုင်းကတိုင်းဒေသလက်နက်ကိုင်တပ်တွေမှာလေ့ကျင့်သင်ယူခဲ့တဲ့ຫນွေဥဒေါ်လာရေးတပ်တွေမှာစတင်အသုံးပြုလာခဲ့ပြီးနောက်ပိုင်းမှာအလဲပိုင်းဒေသတွေစီနှိပညာလက်ဆင့်ကမ်းအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကို 3D ပရင်တာနဲ့တနက်အစိပ်ပိုင်းတွေထုတ်ပြီးတက်ဆင်တဲ့နှိပညာဘလို့ရောက်လာတယ်လဲဆိုတာကိုတော့ရှေ့ရောက်လို့မရနိုင်ခဲ့ပါဘူး။မြန်မာမှာ 3D တနက်တွေက2021ခုနှစ်မတိုင်ခင်ကတည်းကရှမ်းပြည်ဘက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့စီးအဖွဲ့တစ်ခုမှာ တတ်ဆောင်လက်နက်အဖြစ်အသုံးပြုတာရှိခဲ့တယ်လို့တိုင်းသားလက်နက်ကင်တွေနဲ့နှီးစပ်တဲ့သူတို့ကပြောပြပူပါတယ်။တပ်တည်အထောက်ထားမှတ်တမ်းတပ်ပုံမျိုးတော့မရှိဘူးလို့ဆက်လက်နက်တွေအကြောင်းရေးသားနေတဲ့ Tactical Raptor ကပြောပါတယ်။ Free Burma Rangers FBR အဖွဲ့ခေါင်းဆောင် David Ombek ကလည်း PDF နဲ့ KND တပ်တွေမှာ 3D တနက်တွေတုံးချောင်းအတီးပြူပါတယ်။အကောင်လုံးကသူတို့ဘာသာသူတို့ထောက်လို့အသုံးပြုခဲ့ကြတာပါလို့သူကပြောပါတယ်။ FBR အဖွဲ့ဟာမြန်မာနိုင်ငံအပြင် အီရတ်ကတ်ဒစ္စတန်နဲ့ဆူဒန်နိုင်ငံတွေမှာလည်းစစ်ပွဲတွေဖြစ်ပွားရဒေသတွေကအရက်သားတွေအပေါ်လူသားချင်းစာနာမှုအထောက်ပံ့တွေပေးတာမိမိကိုယ်ကိုကာကွယ်နိုင်မဲ့တင်နန်းတွေပေးတာတွေကိုလှောက်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ KND တက်မတော့ KA ကတာဝန်ရှိသူတို့ကတော့ 3D ပရင်တာထုတ်တဲ့နယ်တွေကိုအသုံးပြုမှုနေသွားပြီလို့ပြောပါတယ်။ဘာကြောင့် 3D ပရင်တာထုတ်တဲ့နယ်တွေမြန်မာမှာမိမ့်မိန်လာတာလဲ။ကမ္ဘာမှာလည်း 3D နည်းပညာအကြောင်း လူပိုစိတ်ဝင်စားလာကြပြီး2025ခုနှစ်အတွင်းလူမှုကွန်ရက်စာမျက်နှာအပေါ်မှာပါ 3D တင်နက်တွေအကြောင်းတွင်းတွင်းကြဲကြဲပြောလာပါတယ်မြန်မာမှာတော့ 3D ပရင်တာထုတ်တင်နက်တွေရဲ့တည်ရှိမှုကစန့်ကျင်ဘက်အနေအထားဖြစ်လာပါတယ်စစ်အာဏာသိမ်းနာ၄နှစ်ကျော်အကြာ2025ခုနှစ်မှာတော့ 3D ပရင်တာထုတ်တင်နက်တွေကိုအသုံးပြုမှုတိတိတသာ ရောကြသွားပြီလို့ကရင်ကရင်နီနဲ့စကိုင်းကတော်လန်ရိတ်တပ်ဖွဲ့ဝင်တွေတမက 3D နည်းပညာအသုံးပြုသူတချို့ကပါ BBC ကိုပြောပါတယ် တိုက်ပွဲပုံစံပြောင်းလဲလာတာနဲ့ထောက်လို့ရေကုန်ကြမ်းလိုအပ်ချက်များလာတာက 3D ပရင်တာထုတ်တဲ့သုံးပြမှုကိုရောက်ကြစေခဲ့ပါတယ်။2023ခုနှစ်နှစ်ကုန်ပိုင်းကစလို့မြန်မာပြည်တွင်းမှာမြောက်ပိုင်းညီနောက်၃ဘွဲ့ဦးဆောင်တဲ့10နှစ်ခွန်ဆက်စင်ရေးလိုင်းလိုတိုက်ပွဲကြီးတွေများလာတာကအဓိကကြပါတယ်။စစ်ကောင်စီတပ်အခိုင်အမာရှေ့ချထားတဲ့တရင်တွေတာမကမြို့သိမ်းတိုက်ပွဲတွေအထိပါဆင်နွှဲလာရချိန်မှာအိမ်သုံးပစ္စည်းတွေနဲ့အခြေခံထုတ်လုပ်တဲ့ FGC9 ရဲ့ကဏ္ဍကတဘာဝကြောက်စွာပဲမိမ့်မိန်လာခဲ့ပါတယ်။ မြန်မာမှာအသုံးများခဲ့တဲ့ 3D ပြင်တာထုတ် AFGC9 ဟာမောင်းပြန် rifle တနက်တွေနဲ့နိုင်ရှင်ပဲဆိုရင်အကွာအဝေးထိရောက်မှုတိကျမှုကြန့်ခိုင်မှုနဲ့ယုံကြည်စိတ်ရှိရမှုတွေမှာတော့အားနေပါတယ်။ပြောင်းအခြေရှောက်လက်မကနေ10လက်မလောက်သာရှိတဲ့ AFGC9 ကို အသုံးပြုပစ်ခတ်ရင်မီတာ100ကနေ150ပတ်ချလဲအကွာအဝေးအတွင်းသာထိရောက်မှုရှိတာကြောင့်အနီးကတိုက်ခိုက်မှုတွေမှာသာပိုအသုံးဝင်ပါတယ်။ဒါကြောင့်မြေပြင်တိုက်ပွဲကြီးတွေမှာ 3D တနက်တွေကိုအသုံးမပြုဘဲ ရဲရွာလုံးကျုံကြီးအတွက်ဆောင်ရွက်နေသူတွေမှသာဒီတနက်တွေကို စက်အသုံးပြုနေတယ်လို့သိရပါတယ်။တိုက်ပွဲမှာအချက်ရည်မြမြပြစ်ပြီးဆိုရင်ဂျမ်းဖြစ်တာ။အရန်ပူလာရင် ပြောင်းတွေပြုတ်ထွက်တာတို့ပါလို့ဖြစ်တာက ပြဿနာဖြစ်တာပါပဲလို့။စကိုင်းတိုင်းမြင်းမှုမျိုးနဲ့အရှိစားဒေတာကောက်ွယ်ရေးတက်ဦးဆောင်သူတို့ကပြောပါတယ်။ဒါဟာ 3D ပရင်တာနည်းပညာအသုံးပြု ထုတ်လုပ်ရမှာလိုအပ်တဲ့ကုန်ကျန်းအရေးအသေးကွာရှားတာကြောင့်လို့ BBC စကားပြောခွင့်ရသူတွေက ထောက်ပြကြပါတယ်။ 2024ခုနှစ်မှာဆိုရင်မြန်မာရဲ့ 3D သဏ္ဍာန်နဲ့ပတ်သက်လို့ဘာသတင်းမှကိုမကြားခဲ့ရဘူးအသံတိတ်သွားတယ်လို့ 3D နည်းပညာအကြောင်းလေ့လာနေတဲ့ Mr. Manuel Nicola Primitivi က BBC ကိုပြောပါတယ် Mr. Manuel ဟာပြိပခါနဲ့စစ်ပွဲဆိုင်ရာစာရန်းတွေကိုရေးသားဖော်ပြတဲ့ The James Down Foundation မှာမြန်မာနိုင်ငံရဲ့ 3D ထုတ်သဏ္ဍာန်တွေအကြောင်းရေးသားခဲ့သူပါ FGC9 သဏ္ဍာန်ထုတ်လို့မယ်ဆိုရင် 3D printer နဲ့သူနဲ့တွဲဖက်သုံးမဲ့ကော်ရှိမြင် 3D printing preliminary လိုပါတယ်။တနက်ပြောင်းကိုတော့ electrochemical machining နည်းပညာနဲ့ထုတ်လုပ်နိုင်ပါတယ်။ဒီနေရာမှာအရေးသေးကောင်းတဲ့ core မရနိုင်တာကထုတ်လုပ်ရေးအတွက်အဓိကစိန်ခေါ်မှုဖြစ်ပါတယ်။ 3D printer ထုတ်တနက်အသုံးများခဲ့တဲ့မြန်မာနိုင်ငံအလဲပိုင်းကိုကုန်ကျန်းပစ္စည်းရောက်ရှိဖို့အတွက်ဆိုရင်တယ်ယူရေးလမ်းကြောင်းတစ်လျှောက်မှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးမှုတွေကလည်းအခက်အခဲဖြစ်စေခဲ့ပါတယ်။ BBC မေးမြန်းကြည့်ချက်အရကော်အပြင်တပ်ထုအမျိုးအစားတချို့၃က 3D နည်းပညာနဲ့ထုတ်လုပ်မှုတချို့ရှိခဲ့တယ်လို့သိရပေမဲ့ အသုံးပြုတဲ့တက်ထုအကြောင်းအသေးစိတ်မသိရပါဘူးအခုလိုထောက်လို့ရင်းနဲ့လက်တွေအသုံးပြုခြင်းအခက်ခဲတွေကြောင့်မြန်မာနိုင်ငံကစစ်ရေးတင်းမာတဲ့နေရာအများစုမှာသတိတည်သနတ်တွေအသုံးပြုမှုနည်းလာတဲ့အခြေအနေပါဒါပေမဲ့အလုံးစုံအသုံးမပြုတာမျိုးမဟုတ်ပဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံနှီးပညာအဖွဲ့တွေကတော့သတိတည်သနတ်တွေဆက်ထုတ်နေစေလို့စုံစမ်းသိရှိရပါတယ်ဒါကြောင့် BBC ကကာကွယ်ရေးဝန်ကြီးဌာနကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမရှိပါဘူး ဒါပေမဲ့2025ခုနှစ်တည်းမှာတော့အမျိုးသမီးဖိုက်တာတအုပ်ရဲ့လက်ထဲမှာပြုတ်ပြင်းမွမ်းမံထားတဲ့ FGC9 တနက်ကင်ထားတဲ့ဓာတ်ပုံတစ်ပုံကိုပြန်တွေ့ခဲ့ရတယ်။ပြောင်းရွှေ့ပုံစံဒီဇိုင်းအသစ်ပါပြုတ်ပြင်းပြောင်းလဲမှုတချို့လှူထားပုံရတယ်လို့မြန်မာရဲ့ 3D ထုတ်တနက်တွေအကြောင်းလေးလာသူ Mr. Manuel ကပြောပါတယ်။ FGC9 ကိုပဲလိုအပ်ချက်တွေကိုမွမ်းမံထားတဲ့ Mac 1 Mac 2ဆိုတဲ့အစစ်မြင့်အမျိုးအစားတွေရှိပြီးမြန်မာပြည်တွင်းမှာတော့ MK2 ကိုတွေ့ရလိမ့်ရှိတယ်လို့ Dedicated Raptor ရဲ့အချက်အလက်အရသိရပါတယ်။ မြန်မာမှာသတိတည်တဲ့တွေပြန်ကောင်းထောင်လာနိုင်သလားပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာယာနဲ့ရှိတဲ့ခုခံဒေါ်လာရေးအဖွဲ့တွေပေါ်ပေါက်လာတာနဲ့အတူလက်နက်ဝယ်လိုအားများလာပြီးဈေးလဲအဆမတန်မြင့်တက်နေပါတယ်ဈေးနှုန်းဟာနေမြေပေါ်မူတည်ကအပြောင်းလဲရှိပြီးနေစားမှာရောင်းဝယ်ဖြစ်လာတဲ့လက်နက်ဈေးကအလဲပိုင်းအညာရောက်ရင်စာတိုးခုန်တက်ပါတယ်ရိုင်ဖယ်တလက်မြန်မာငွေ300ပေါက်ဈေးရှိပါတယ်ပြမ်းမြထုတ်လုပ်စရိတ်သိန်း၁၀ကနန်းဝန်းကျင်သာကုန်ကြတဲ့3ဒီသနောက်တွေဟာ မောင်ကိုဈေးကွက်ကမောင်းပြတဲ့တနက်ဒီထက်စဲစားနှီးပါးဈေးနှုန်းချိုးတာပါတယ်။ငွေကြီးအခက်ခဲကြီးတဲ့အဖွဲ့တွေအတွက် FGC9 ကမျက်စိကျကျင်စေရပါလို့စစ်လက်နက်တွေအကြောင်းရေးသားနေတဲ့ WK Raptor ကပြောပါတယ်။ကုန်ကျန်းပစ္စည်းတွေဝယ်လို့ရပြီးတိုက်ပွဲဝင်နိုင်လို့ရတဲ့အထိအဆင့်မြင့်နိုင်မယ်ဆိုရင် 3D printer ထုတ်တဲ့နက်တွေကိုပြန်လည်အသုံးပြုလို့ရနိုင်တယ်လို့ယူဆသူတချို့လည်းရှိနေပါတယ်။ စစ်မြေပြင်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ပြီးတနက်အများပြသိန်းစီရမိလေးရှိတဲ့ဒေါ်လာကြီးတပ်ဖွဲ့တွေမှာတော့တနက်ထက်လက်နက်ခဲရန်လိုအပ်ချက်ပုံမြင့်နေပါတယ်။လက်နက်ကရန်သူစီကအများကြီးရပြီးခြေတင်သလောက်လည်းရှိထားတော့ထောက်လုပ်ဖို့လိုအပ်တာကလက်နက်ခဲရန်ပဲလို့ကရင်ပြည်တပ်မတော် KA ကတာဝန်ရှိသူတဦးကတော့ပြောပါတယ်။နေပညာအသုံးပြုမှုအားကောင်းတဲ့မြန်မာဒေါ်လာကြီးတပ်တွေကတော့သတိဒီနေပညာကိုအသုံးပြီး RPG ဘုံးသီးနဲ့ drone တလက်တွေကိုထောက်လုပ်နေစေဖြစ်ပါတယ်။ တစီတနက်ကိုပြောတနက် goose gun တွေဆိုပြီးတင်စားခေါ်ဝေါ်ကြတဲ့ 3D printer ထုတ်တနက်တွေနဲ့ပတ်သက်လို့နောက်ဆက်တွဲသတိပြုစရာအချက်လက်ရှိနေပါတယ်။ serial number မပါဝင်လို့ဘလို့မှနောက်ရောက်ခံမလိုက်နိုင်တဲ့ 3D တနက်တွေဟာမြန်မာမှာထုတ်လုပ်နိုင်နေပြီဖြစ်တာကြောင့်ရာဇဝတ်မှုတွေမှာအသုံးမပြုစေဖို့အတွက်သတိထားဖို့လိုအပ်တာပါ။တော်လိုင်းရဲ့အဖို့တွေအနေနဲ့သူတို့ရဲ့ 3D printer ထုတ်တနက်တွေကိုတေးကြာစရင်ပြုစုပြီးထိမ့်သိမ့်ဖို့လိုပါတယ်လို့ Deputy Gabriel Rapper ကတတိပေးပါတယ် FGC9 အခန်းကဏ္ဍကမြန်မာမှာမိမ့်မိန်သွားပြီမဲ့လက်နက်စက်ရုံတွေပိုင်ထားတဲ့မြန်မာစစ်တပ်ကိုပရင်တာထုတ်သက်တွေနဲ့တော်လန်ခဲ့တာကတော့နိုင်ငံတကာလက်နက်ကြွညင်သူတွေကြားမှာပြောစမှတ်ဖြစ်နေသေးပါ BBC မှာဆောင်းပါဖြစ်ပါတယ်အဆုံးထိနောက်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ဧည့်သည်ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်